်ချယ်ဆီအသင်းဟာလီးစ်အသင်းကို၃ဂိုးတကိုးနဲ့အရေးနှိမ့်ခဲ့ပြီးနောက်လီးဗျမာရက်စကာကအသင်းဟာသူတို့နဲ့ထိုက်တန်တဲ့ရလဒ်ကိုရရှိခဲ့တယ်လို့ပြောခဲ့ပါဗျ။မာရက်စကာကအလွန်ကြံ့ပြင်းခဲ့တဲ့ပွဲပါ လီးစ်အတင်အားဒီဘက်ကိုအနိုင်ရဖို့ထိုက်တန်ပြီးနေရာစုံမှာသူတို့ပိုကောင်းခဲ့ပါတယ်ကျွန်တော်ဟာဒီဘက်မှာလုခဲ့တဲ့အမားတွေကိုနားလည်အောင်စူးစမ်းဖို့နဲ့ပြန်ပြီးစတင်နိုင်အောင်စူးစမ်းဖို့လို့သာကျွန်တော်တို့လုပ်နိုင်ပါတယ်ဘာလို့လဲဆိုရင်48နှစ်အတွင်းမှာကျွန်တော်တို့နောက်ထပ်တပွဲကစားရဖို့ရှိနေလို့ပါလို့ပြောခဲ့ပါတယ်ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာကစားသမားတူယော့နဲ့အာဆင်နယ်အသင်းကိုတေးကစားနိုင်ခဲ့တဲ့ချက်စီးအတင်အားလီးစ်အတင်ရဲ့ပွဲစဉ်မှာတော့ရှုံးနေခဲ့ရတာပါချက်စီးအတင်အားဒီရှုံးပွဲကြောင့်ပရီးမီးယားလိအဆင့်၄နေရာကိုဆင်းပေးခဲ့ရပြီးအဆင့်၄နေရာကအာဆင်နယ်အသင်းနဲ့ကိုမက်ကွာဟာတွားခဲ့ပါ ါတယ်။ဒီရှုံးနေမှုဟာချယ်ဆီအသင်းတွင်ပရီးမီးယားလိဆူဘလာကိုစိန်ခေါ်နိုင်ဖို့မျှော်လင့်ချက်တွေကိုထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ရုပ်တံဘောလုံးဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့ဂယ်ရီနဖီကချယ်ဆီအသင်းရဲ့ခံသစ်ဆွမ်းဆောင်ရည်ကိုဝေဖန်ခဲ့ပြီးသူတို့ဟာဒီရာသီထိတ်ဆုံး၄သင်းဒါမှမဟုတ်၅သင်းထဲသာဝင်ရောက်နိုင်မယ်လို့မျက်ချက်ပေးခဲ့ပါတယ်။ချယ်ဆီအသင်းရဲ့တိုက်စစ်မှုဘိုးနောက်ခံလူတွေနဲ့ကိုသမားတို့ကအမေဘေးဖလားကိုရယူနိုင်ဖို့လုံလောက်တဲ့အရေးသွေးမရှိဘူးလို့ဂယ်ရီနဖီကပြောခဲ့ပါတယ်။တရားကြောင်နှစ်လကျော်ကြာအားယူခဲ့ရတဲ့ကိုပါမဟာဒီဘက်မှာချယ်ဆီအသင်းအတွက်လူစားဝင် ဖြစ်ပွားကစားသွားခဲ့ပါတယ်။ချဲစီးတင်ဟာလာမယ့်ပရီးမီးယားလိပွဲစဉ်ဖြစ်ဘောဘောက်တင်အင်ွယ်တွားရောက်ရှင်ပြရမှာဖြစ်ပါတယ်။